2025ခုနှစ်မတ်လ22ရက်နေ့မနက်ခင်းစီသတင်းကောင်းနှုတ်ချက်များကိုတင်ပြပေးတော့မှာဖြစ်ပါတယ်။ ပြည်မနာစကြောင်းမူတပ်ပြက်ခံရမှုမှာကျူးလွန်သူများကိုဖော်ထုတ်ရေးယူပေးရန်ပါဝင်အချက်၅ချက်ကိုသဘောတူလိုက်တဲ့သတင်းကိုတင်ပြပေးကြပါရစေ။ပြည်သူ့ကာကွယ်တပ်မတော်တာဝန်ရှိသူများဟာနေပြည်တော် PDF ကပြည်မနာစကြောင်းမူရဲဘော်ကိုဆိုင်တပ်ပြက်ခံခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကရင်ပြည်သူ့တပ်မတော်နဲ့ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းထုတ်ပြန်ထားပါရစေ။မက်လ၁၈ရက်နေ့မှာမဟာမိတ်ညီနောင်ဖွဲ့စည်းများရဲ့ဂျောင်းဝင်စည်းဆက်ညှိနှိုင်းပေးမှုနဲ့ကရင်ပြည်သူ့တပ်မတော်ရုံးဆိုင်ရာနေမျိုးကိုတွားရောက်ဆွေးနွေးခဲ့တာဖြစ်ပြီးမဟာ ဟာမိတ်များရဲ့ရှေ့မှာအောက်ပါချက်၅ချက်ကိုသဘောတူခဲ့ကြောင်းအသိပေးထုတ်ပြန်ထားပါတယ်။ရဲဘော်ကိုဆိုင်ဖြစ်စဉ်မှာပါဝင်ပတ်သက်ကျူးလွန်ခဲ့ကြသူအားလုံးကိုဖော်ထုတ်အရေးယူပြီးနှစ်ဖက်အဖွဲ့အစည်းများမဟာမိတ်တပ်ပေါင်းစုများရှေ့မှာကျန်းပြည်သည်တက်မတော်မှာပွင်လင်းမြင်သာစွာချပြရဲကျန်းပြည်သည်တက်စုမှုတူစစ်မြေပြင်မှာနေမြေဝင်ရောက်ရှင်းလင်းရင်မတော်တဆမိုင်းနေမိကကြာဆုံးခဲ့ရသည်ကိုအထူးဝမ်းနေရပါကြောင်းနဲ့ရှေ့ဆက်အလားတူဖြစ်ရမျိုးမဖြစ်ရအောင်အောက်ခြေတမှုများအထိခိုင်မာသောယုံကြည်မှုရရှိ ီစီဆောင်ရွက်သွားရန်နောင်ကာလများမှာနှစ်ဖက်အဖွဲ့အစည်းများမှာလက်နက်အသုံးပြုပြည်ပခမဖြစ်စေရေးကိုအပြည့်အဝတာဝန်ယူကြိပြုရန်နှင့်တော်လိုင်းအကျိုးစီးပွားကိုရှေ့ရှုပြီးအသေးအဖွဲ့ကိစ္စများမှာအစားအလင်းအမြန်ညှိနှိုင်းဆောင်ရွက်ကာစီရေးအရာပူးပေါင်းဆောင်ရွက်နိုင်တဲ့အထိယုံကြည်မှုတည်ဆောက်သွားကြဖို့စတဲ့အချက်တွေကိုသဘောတူခဲ့ကြပါတယ်။ကျန်းပြည်သက်တက်မတော်မှာနေပြည်တော်တိုင်းစစ်ဦးစီးအဖွဲ့ထံကိုရဲဘော်ကိုဆိုင်ထံမှတင်းစီရရှိခဲ့တဲ့ 9mm pistol တစ်လက်လက်ကင်ဖုန်းတစ်လုံးနဲ့ IK-47 ုံးစကားပြောဆက်သူကိုပြန်လည်အနှံခဲ့တယ်လို့သိရှိရပါတယ်။ပြည်မနာစစ်ကြောင်းမူရဲဘော်ကိုဆိုင်ဖြစ်စဉ်အတွက်တရားမျှတစွာထိထိရောက်ရောက်အပြစ်ပေးအရေးယူနိုင်ရင်းနဲ့အရေးယူမှုပြီးဆုံးသွားတဲ့အထိဆက်လက်စ조사ဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနကအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။မုံရွာနာမခမှာတပ်ပြောင်းနဲ့ MI-17 ကနီဘလုံးကွင်းမှာစင်ချင်း drone နဲ့ပုံချတိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးကြပါရစေ။ မက်လ19ရက်နေ့ညနေ9:00နာရီချိန်မှာမုံရွာနားမခမတက်လာတဲ့စစ်သားအင်အား20ပါ MI 70ကနေမျိုးသူတက်ချင်းရဲ့ဘောလုံးကွင်းတွင်းစင်ချိန်မှာ UH45 KLG PDF drone ဖွဲ့မှ fixed wing drone နှစ်စီးနဲ့ဘုံတိချတိုက်ခိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ UH45 KLG PDF drone ဖွဲ့မှဘုံတိချတိုက်ခိုက်မှုကြောင့်ကနေမျိုးမှာရှိတဲ့ဗိုလ်မှူးနဲ့ drone ဗိုလ်များကိုလေရင်ပေါ်မတင်နိုင်ပဲပြန်တက်သွားရတယ်လို့ဖော်ပြထားပါတယ်။ drone ဘုံတိများပေါက် ောက်ကွဲမှုကြောင့်လေကာကင်းဆောင်များထိခိုက်မှုရှိပြီးတက်တွင်းသတင်းတစ်ခုအရចောင်းသားဘဝကကဏီမျိုးအားထကမှာပညာသင်ယူပူးခဲ့တဲ့နာမခတိုင်းမှုမျိုးမင်းထွေထိုတိုက်ခိုက်မှုကိုဒေါ်ပွားနေတယ်လို့သိရှိရပါတယ်ခင်ဗျာတဝယ်နီးပညာတက္ကသိုလ်မှာတက်ဆွဲထားတဲ့စိတ်ကောင်းစီတသားများကိုဈေးဝယ်ထွက်ချိန်မှာစင်းနှင်းတိုက်ခတ်ခဲ့တဲ့သတင်းကိုတင်ပြပေးကြပါမယ် တနင်္သာရီတိုင်းဒဝေမြို့နယ်ဖျားမဲစစ်ကောင်စီစစ်စေးရေးကိအနီးကဒဝေနီးပညာတက္ကသိုလ်မှတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကိုဈေးဝယ်ထွက်ချိန်မှာစီးနှင်းတိုက်ခတ်ခဲ့တယ်လို့ဒုရကစစ်ကြောင်းကသတင်းထုတ်ပြန်ထားပါတယ်။မက်လာ၁၈ရက်နေ့မနေ့၈နာရီဝန်းကျင်စစ်ကောင်စီစစ်သားများဈေးဝယ်ထွက်ချိန်မှာလမ်းခုလက်တနေရာမှာတော်လန်ရေးပူပေါင်းတပ်တို့ကစီးနှင်းတိုက်ခတ်ခဲ့တာလို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့က BA63 G3 နှစ်လက် BA64 G4 တလက်နှင့်ဆက်ဆက်ပစ္စည်းများကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုများကိုတဝယ်မျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒူရကစစ်ကြောင်းရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ီးလင်းမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာ၄ဦးသေဆုံးခဲ့ပြီး30ကျော်ဒဏ်ရာရရှိခဲ့တဲ့သတင်းကိုတင်ပြပေးကြပါမယ်။မကွေးတိုင်းဂံကောခရိုင်ထီးလင်းမြို့နယ်အလဲပန်းကျေးရွာကိုစစ်ကောင်စီက Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာအရသာ၄ဦးသေဆုံးခဲ့တယ်လို့ထီးလင်းမြို့နယ်ပအာဖကသတင်းထုတ်ပြန်ထားပါတယ်။မတ်လ20ရက်နေ့မနေ့2နာရီခန့်မှာအလဲပန်းရွာကိုစစ်ကောင်စီက Jet Fighter နဲ့ Rocket မီးလောင်ပုံဆက်လက်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။လေကြောင်းတိုက် ခိုက်မှုတွင်85နှစ်အရွယ်အမျိုးသားတူ86နှစ်အရွယ်အမျိုးသမီးတူ great တွဲចောင်းသူနှုတ်စုစုပေါင်း၄ဦးသေဆုံးခဲ့ပြီး6ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကာထိခိုက်ဒဏ်ရာရရှိသူ28ဦးထိရှိတယ်လို့သိရှိရပါတယ်။ဒါ့အပြင်နေအိမ်လေးလုံးမီးလောင်ပြာကျခဲ့ကာ12လုံးအလုံးစုံထိခိုက်ပျက်စီးသွားခဲ့ပြီးအိမ်လုံး40ကျော်ထိခိုက်ပျက်စီးခဲ့တဲ့အပြင်နွားဝက်ဆယ်ကောင်ခန့်သေဆုံးသွားခဲ့ကာ30ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများတိုးမြင့်လှုံ့ဆော်နေတာကြောင့်ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့နေအိမ်တိုင်းမှာခိုင်ခန့်နေဘုံခုခြင်းများကရုတ်ခြင်းများမဖြစ်မနေတူးဖော်ကြဖို့နဲ့ကြန့်ခိုင်မှုစစ်ဆေးခြင်းလေကြောင်းသတင်းများကိုထိတ်ဆက်ရယူတတိပေးခြင်းများကိုလှုံ့ဆော်ကြဖို့အတိပေးတိုက်တွန်းထားပါတယ်ခင်ဗျာ လေတူမြို့နယ်မှာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အရဲသားပြည်သူ၂ဦးဒဏ်ရာရရှိခဲ့တဲ့သတင်းကိုတင်ပြပေးကြပါရစေ။ကရင်မျိုးသားစီယုံကော်တူးလီအုပ်ချုပ်မှုနယ်မြေခလဲလူတူခိုင် လေတူမြို့နယ်မှာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုများကြောင့်အရဲသားပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်လေးလုံးပျက်စီးခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါရစေ။ မက်လာ၁၉ရက်နေ့ညနေ၆နာရီ၅မိနစ်အချိန်မှာနက်တန်ကွေးမှာစစ်ကောင်စီတပ်ဖွဲ့က၁၂၀မမနှလုံးပစ်ခတ်ခဲ့ရာဖိုးတာကျွာနဲ့ချောင်းဝကျွာတို့မှာကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ လက်နက်ကြီးပောက်ကွဲမှုကြောင့်ဖိုးတကျွာမှာဒေါ်လာလထွေ62နှစ်နဲ့မဆူဆူမှာ32နှစ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကနေအိမ်တစ်လုံးပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။ဒါပြင်ချောင်းဝကျွာမှာဒေါ်ခင်မာထွေဦးစော်မျိုးလာနဲ့ဦးချစ်ပုတို့သုံးဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကနေအိမ်သုံးလုံးပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ မြောင်မြို့ပေါ်နယ်ကျေးရွာနေရွာမှာလက်နက်ကြီးစက်တက်လေဒီများနဲ့ပြစ်ခတ်ဘုံကျဲမှုကြောင့်ပြည်သူလေးဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါရယ်။မက်လ19ရက်နေ့ညနေ4နာရီခန့်မှာမြောင်မြို့ပေါ်ရှိစစ်ကောင်စီစခန်းများမှာလက်နက်ကြီးများနဲ့ပြစ်ခတ်မှုကြောင့်မြောင်မြို့တောင်ပန်းလေတင်ဦးရွာမှာမြို့သားတူ မြောင်မြို့မြောက်ဖန်ကြီကုန်းရွာမှာအမျိုးသားတူတေဆုံသွားကြောင်းကိုနွေဦးမြောင်မသတင်းထုတ်ပြန်ထားပါတယ်။ဒါပြင်ဆက်တက်လေဒီနဲ့ထက်မှန်ပုံကျဲခဲ့တာကြောင့်မြို့ပေါ်မှာပြည်သူနှူးတေဆုံကအမျိုးသမီးတူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်နှလုံးမီးလောင်ဆုံးရှုံးသွားတယ်လို့ဖော်ပြထားပါတယ်။ မက်ရှလာ20ရဲ့နေမနဲ့ပိုင်းမှာလေလက်နဲ့ကြီးများနဲ့ပြစ်ခတ်နေပြီးစက်တက်လေဒီများလေတပ်ဝဲနေကပုံကျဲရင်ပြစ်မှတ်ရှာနေတယ်လို့သိရှိရပါတယ်။မြောင်မြို့အနီးရွာများမှာပြည်သူများစက်တက်လေဒီနဲ့လက်နဲ့ကြီးအနေမှာဘေးကင်းစေဖို့ရှောင်တိန်နေကြရန်အတွက်တိုက်တွန်းထားပါတယ်ခင်ဗျာ။ MDYPDF ထိန်းချုပ်နယ်မြေတွင်လူမှုတွေ့ဆုံပွဲနှင့်လေကြောင်းရန်ကာကွယ်ရေးအသိပညာမျှဝေပွဲများပြုလုပ်ခဲ့တဲ့တဲ့တင်ကိုတင်ပြပေးခြင်းပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDYPDF ထိန်းချုပ်စုမှုနယ်မြေများတွင် လူမှုတွေ့ဆုံပွဲများနှင့်လေကြောင်းရန်ကာကွယ်ရေးအသိပညာမျှဝေပွဲများပြုလုပ်ခဲ့တယ်လို့ MDYPDF ကထုတ်ပြန်ထားပါတယ်။မတ်လ20ရက်နေ့မှာ MDYPDF နှင့်အာနာရှင်စနစ်စန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ AF FCC MDY တို့ပူးပေါင်းပြီးလေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များကိုပြည်သူထံဝေမျှခြင်းနဲ့လက်တွေ့တရုတ်ပြမှုများကိုပြုလုပ်ခဲ့ကြတယ်လို့သိရှိရပါတယ်။စစ်ကောင်စီကနိုင်ငံအနှံ့ပြားမှာ ပြည်သူလူထုကိုဦးတည်တဲ့လေကြောင်းတိုက်ခိုက်မှုများအဆက်မပြတ်ပြုလုပ်နေတာကြောင့်ပြည်သူလူထုအနေနဲ့လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များကို လိုက်နာကြဖို့တိုက်တွန်းထားပါတယ်ခင်ဗျာ။ မိုးကုံမြို့နယ်ပါကာဖာရဲ့အခြေခံစစ်ပညာသင်တန်းစင်ပွဲ ပြုလုပ်ဒေသခံပြည်သူများတွာလာနေတဲ့ဆစ်ဆောင်လန်းကိုရွှေဘိုပါကာဖာပြုပြင်တဲ့တရင်ကိုတင်ပြပေးကြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနမိုးကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖာရဲ့အခြေခံစစ်ပညာအပတ်စဉ်ကသင်တန်းစင်ပွဲကိုမက်လာတွင်ကျင်းပခဲ့ကြောင်းပါကာဖာအတမှဖော်ပြထားပါတယ်။အဆိုပါသင်တန်းကိုစင်ကူးမြို့နယ်မတရားမြို့နယ်တပိတ်ချင်းမြို့နယ်ပြည်ဦးလွင်မြို့နယ်တို့မှသင်တန်း န်တာယာချီတက်ရောက်ခဲ့ကြပြီးအခမ်းအနားမှာမိုးကုံမြို့နယ်ပကဖတာဝန်ခံကတင်နန်းစင်းအမစကားပြောကြားခဲ့ကပြည်သူဒေါ်လန်ရေးအလန်တော်ဂိုင်တစ္ဆာဆိုခြင်းနဲ့သွေးတစ္ဆာတချင်းတံပြိုင်တီးဆိုခြင်းတို့ကိုပြုလုပ်ခဲ့ကြတယ်လို့သိရှိရပါတယ်။ဒါ့အပြင်ရှေဘုံမြို့နယ်တွင်ဒေသခံပြည်သူတွေသွာလာနေတဲ့အရေးပေါ်ဆွေးဆောင်လမ်းတမိုင်းကျော်ကိုရှေဘုံပကဖကပြုပြင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒေသခံပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုနဲ့ရွှေဘိုပကဖာတိုက်နယ်ငါးကဦးဆောင်တာ အကျေပေနေစေအရှိတမိုင်ကျော်ရှိတဲ့မြေသားလမ်းကိုဂျင်းကြောက်ခင်းလမ်းဖြင့်ပြုပြင်ခဲ့တယ်လို့သိရှိရပါတယ်။ကာကွယ်ဝင်ကြီးဌာနကုကဲမှုအောက်ရှိ ပကဖာရီဟာအကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရင်ဒေသခံလူတို့ရဲ့ရဲရဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုလည်းဆောင်ရွက်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ။ယခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကို Radio NUG သတင်းတောင်မင်းစစ်သွေးနဲ့ Car Share တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ငါပါ